ဇေယောင်းသမြပစံကောင်းလောင်းကိုငလင်းပေးတဲ့ပြည်သူတွေအတွေ့လှူဒန်းသွားမိဖက်ဒီမှာပရိသတ်တွေချစ်ခင်အားပေးရတဲ့ဖက်ဒီမှာကတော့သူမဇေယောင်းရသမြငွေတွေအားလုံးကိုငလင်းတန်တဲ့ပြည်သူတွေကိုလှူဒန်းဖို့ဆုံးဖြတ်လိုက်ကြောင်းသိရပါရီဒါကြောင့်လင်းပရိသတ်တွေကတော့ဖက်ဒီမှာရဲ့ဖြူစင်တဲ့စေထားလေးကိုချစ်ကျူးနေကြတာဖြစ်ပါရီ အလုံးသီးကြတဲ့အတိုင်းဖတ်ဒီမှာမန္တလေးမြို့ဥပိန်တရားဘော်ကတာမန်စည်းတင်မာလေးတယောက်ပါ။ဂျိုင်းမန္တလေးဖတ်ဒီမှာလန်ထန်းလာတာသာမြင်ရတယ်။ကန်ထန်းလာတာကိုမမြင်အောင်ဆိုသလိုကိုဝင်းနေချင်းချင်းတက်လို့တက်များသီးတို့တုတ်စားတာကိုတတော်မှာတင်လိုက်ပြီးမှတော့တော်တော်လေးကိုနမဲကြီးရေပန်းစားသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဖတ်ဒီမှာတာမန်စည်းတင်လေးဘဝကနေတနိုင်ငံလုံးသိတဲ့နိုင်ငံကျော်ချင်းမောင်းတဲ့စည်းတင်မာလေးဖြစ်လာခဲ့တာပါ။အထူးသဖြင့်ဖတ်ဒီမှာရောင်းနေချင်းငယ်ဆက်ဆက်တက်များသီးတို့ကိုရန်ကုန်မန္တလေးနဲ့တနိုင်ငံလုံးကလူတွေကကြည်ကြည်တိုးဝေးကဝေစားကြတာဖြစ်ပါတယ်။ ဒါကြောင့်မလို့လေဖက်တီမှာနိုင်ငံကျော်ဈေးတင်ဖြစ်နေရပါအခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းတနိုင်ငံလုံးတိုင်းတာနဲ့ငလင်အနေကြောင်းနေတာဖြစ်ပါရင် in our stars game 7.7ဆင်ရှိတဲ့ငလင်ဘေးအနေကြောင်းလေးမြန်မာနိုင်ငံကမြို့ကြီးတွေဖြစ်တဲ့စကိုင်းမန္တလေးနေပြီးတော့ကျောက်စင်တွေပျော်ဝေးစားတဲ့မြို့ကြီးတွေမှာနေအိမ်ဆောက်အုံတွေပြိုကျပျက်စီးကလူတွေအားလုံးသိကြပြည်စည်းထိခိုက်ခဲ့ရတာတရားရှာကပိတ်မိနေရလေရှိပါရီဒါကြောင့်လေမြန်မာနိုင်ငံကကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့တူရုရှားတရုတ်အိန္ဒိယနဲ့ထိုင်းမလေးရှားနိုင်ငံကကယ်ဆယ်ရေးဝန်ထမ်းတွေက အဆောင်တွေကြားမှာပိတ်မိနေတဲ့အသက်ရှင်နေတဲ့သူတွေကိုပါဝင်ကူညီကယ်ဆယ်မှုတွေပြုလုပ်နေတာပါ။ဒါပြီးငလင်းပေးမှာနေအိမ်စီးစိမ်ဥစားပျက်စီးဆုံးရှုံးသွားသူတွေအတွက်ကိုလည်းနေနေရက်ကစေတနာရှင်အလူရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အမှုပညာရှင်တွေကလည်းပါဝင်လူတန်းပေးနေကြတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာမထင်မဲ့ထားပဲနဲ့ပါဝင်လူတန်းလာတဲ့သူကတော့ချက်မောင်းတဲ့ဖတ်တီမာပါဖတ်တီမာကသူမနေတိုင်းနဲ့မန်လေးမြို့မှာလူတွေအတိတ်ကဒုက္ခရောက်နေတာကိုမကြည့်ရတဲ့တွင်သူမဈေးရောင်းကနေနေလာလာစူဆောင်းထားတဲ့ငွေသိန်း90ကိုပါဝင်လူတန်းပေးသွားမယ်လို့သိရပါပြီ။ဒါကြောင့်လေပရိသတ်တရားတော့ဖတ်တီမာရဲ့ဖြူစင်းတဲ့စိတ်ဓာတ်လေးတစ်ခုကိုလေးစားနေကြတာဖြစ်ပါပြီ။တကယ်ဆိုရင်ဖတ်တီမာစီဝါရေးပြည်လည်နေတဲ့သူမဟုတ်ပါဘူး။တမယာတိတုံနဲ့နေမဲမကြည့်ခင်ကဆိုရင်တော့ဖတ်တီမာဟာတနေ့ဈေးရောင်းမှာတနေ့စားရတဲ့တာမန်လမ်းပြီးချက်မောင်းတယ်လေးပါ။ဒီလိုသိန်း90ရဖို့ဆိုတာက တော်တော်ကြီးဆူတောင်းထားမှာတည်ကြပါပြီ။ဒါပြင်ဖတိမောင်ရောင်းတဲ့ချင်းမောင်ဟာတန်ရှင်းလက်ဆက်မှုမရှိဘူး။စားသုံးရင်မတင်ဘူးဆိုပြီးတော့မနာလို့သူတွေက FDA ကိုတိုင်ကြားထားကြလို့ဗတ်ဒီမဟာဇီယောက်ခွေပိတ်ခံထားတာဖြစ်ပါရည်။ဒါပေမဲ့လည်းငလင်ဘေးတန်ကြောင့်သူမနေထိုင်ရမန်လေးမြို့မှာလူတွေဒုက္ခရောက်နေချိန်မှာတော့ဗတ်ဒီမလည်းမနေတာတော့ပါဘူး။ဒါကြောင့်လည်းဗတ်ဒီမသူမစုဆောင်ထားတဲ့ချွေးနှင်းစာငွေ350ကိုလူတန်းမို့အတွက်ပြင်ဆင်နေတာဖြစ်ပါရည်။ဗတ်ဒီမအစိုးရငွေတွေကိုကလေးမိဘဆေးအတွက်စုဆောင်ထားတာဖြစ်တယ်လို့သိရပါရည်။ဒါပေမဲ့လည်းဗတ်ဒီမအခုလိုငလင်ဘေးတန်ကြောင့်လူတွေဒုက္ခရောက်နေချိန်မှာတော့သူမရဲ့တန်တက်တာလေးထဲမှာစုဆောင်ထားတဲ့ငွေ900ဒလေးတွေကိုတောင်းရလူတန်းမို့အတွက်စုံပြလိုက်တာဖြစ်ပါရည်။ဗတ်ဒီမကဒီလူဟာ ူမတယောက်တည်းအလူမဟုတ်ဘဲနဲ့သူမကိုချစ်ခင်အားပေးကြရည်ကျေးဇူးရှင်မိဘပြည်သူတွေရဲ့ငွေတွေပါလို့လည်းပြောသွားပါသေးတယ်။ဖက်တီမဟာသူမစုဆောင်ထားတဲ့ငွေတွေကိုအကူအညီတွေလိုအပ်နေတဲ့မန္တလေးပြည်သူစေယုံကြီး၊စကိုင်းစေယုံကြီးနဲ့အတူဘုံကြီးကျောင်းတွေပလီတွေကိုလှူဒန်းသွားမယ်လို့သိရပါပြီ။ပရိသတ်တရားလုံးကချင်းမောင်းတဲ့ဖက်တီမရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုသဘောကျနေတာဖြစ်ပါပြီ။ဒီလိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောသူမစုဆောင်ထားတဲ့ငွေတွေကိုနှမျောတတော်ချင်းမရှိဘဲနဲ့လှူဒန်းပေးသွားမယ်ဖက်တီမပေါ်မှာမိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။